ီကနေ့ညတော့ဒကရကမတွေကိုပရလောကသားများကပြတဲ့ငွေကြီးဥစ္စာအကြောင်းလေးပြောပြခြင်းပါတယ်ကျွန်တော်တို့ကခုခေတ်မှာတော့ဘုရားဘာသာဝင်တွေကဥစ္စာသောင်းကပြတာတို့ငွေတော့မလေးကြားဥကြတာကဥစ္စာသောင်းကပြတာရွှေမကြီးတီတောင်းတို့ဟလား စိန်တို့ရွှေတို့ငွေတို့ရွှေအိုးငွေအိုးတို့ရွှေတဲ့ပစ္စည်းတို့ပေးတာတွေငင်းတို့တော့ယူနန်းသကားကြားဘူးတာပေါ့ဒီကနေ့ညတော့ဖုံဖုံကိုတွေဖုံဖုံကိုတိုင်းရခဲ့တဲ့ပရလောကသားများပေးတဲ့ငွေကြီးအကြောင်းလေးကို ပြောပြပါမယ်ဖုံဖုံငယ်တုန်းက9နှစ်သား6နှစ်သားအရွယ်လောက်ကပေါ့နေရာကထိချိုင်းညို့အခု စစ်ဘေးဒဏ်ကြောင့်ဘုံတွေကျဲလို့ပျက်စီးသွားတဲ့သကိုင်းတိုင်းထိချိုင်းမြို့မှာအမှတ်၃ရပ်ကွက်ဆိုတာရှိတယ်အဲ့ဒီမှာမြို့လယ်မှာတပ်အင်ကြီးတအိမ်ဘေးမှာပြင်းအောင်အိမ်တအိမ်ရှိတယ်ပြင်းအောင်အိမ်ပြင်းစဲပတ်လည်လောက်ရှိမယ်ပေါ့ အမြဲတမ်းပိတ်ထားတာအဲ့ဒီအိမ်ကြီးကအဲ့ဒီအိမ်ရှိမှလည်းတစ်ပင်တမာပင်တွေကတမာပင်ကြီးတွေ၄၅ပင်လောက်ရှိတယ်အကြီးကြီးတွေအမြဲတမ်းပိတ်ထားတော့ညမောင်လို့ရှိရင်အဲ့နေရာအဲ့ဒီနေရာကနေပြီးတော့ထိကျက်မြို့သူမြို့သားတွေတော်ယုံတာယုံမဖြတ်ရဲဘူးတရေ၆တဲ့နာမည်ကြီးတယ်ဥစ္စာတောင်းရှိတဲ့နာမည်ကြီးတယ်အဲ့အိမ်ရှင်ကသိသွားတော့မကြုံမလို့ဘူးလို့ပြောပြီးတော့မှပြောတာလည်းကြားတယ် အဲ့နာဖြတ်လို့ရှင်ထိကြိုက်ရင်နာသားရင်နာလန်းကိုကန္နာလန်းကိုရင်နာရန်းကိုဖြတ်လို့ရတယ်ပေါ့ထိကြိုက်မျိုးရက်ွက်၃ရက်မျိုးလဲမှာပေါ့အဲ့ဒီအင်ကြီးအရှိကြီးအင်အင်ရောက်ဆရာကြီးအင်ကြီးကအင်ပြက်ကြီးလိုကြီးပဲသူ့ရဲ့ဘေးရက်ကရက်ကတော့တိုက်တိုက်ဆောက်လာတာနှစ်ထပ်တက်ကလေးအဲ့မှာတော့အင်မိသားစုလိုက်နေကြတယ်အင်ရှင်နေရှိတာပေါ့အဲ့ဒီနှစ်ထပ်တက်ရဲ့ကရက်မှာကတော့အရှိလိုက်ဆွဲထားတာ အေးအိုးအိမ်ပဲကြီးပေါ့အမြဲတမ်းပိတ်ထားတာနေရောညာရောပိတ်ထားတာလူလည်းမနေဘူးကြောက်เสียကောင်းနဲ့အင်ရှင်တည်သွားတယ်လို့ကြားတာပေါ့ဖိုင်တယောက်အဲ့ဒီအင်ရှိရဲ့အဲ့ဒီအင်ရှိရဲ့အင်ရှိမှာအင်ရှိမှာတမပင်ကြီးတွေကလူနေရောက်၃ရောက်ပိုက်အကြီးကြီးတွေ၃၄၅ပင်လောက်ရှိတယ်အမြဲတမ်းအဲ့ဒီအရှိမတမရွက်တွေကအချုပ်ကြီးတွေများကြီးကျွေကြနေတာပေါ့ အဖေဖုံးငယ်ငယ်တုန်းကကလေးတွေလူကြီးတွေကဆိုအဲ့ဒီနေရာကိုဖျက်ရဲကြအောင်ညအောင်တုံးတောင်းတေးလျှောက်တဲ့နာမည်ကြီးတာဘူးအဲ့ဒီအိမ်ကအဖေဖုံးကလည်းငါးနှစ်သား၆နှစ်သားအရွယ်လေးပေါ့ဖုံးလည်းအဲ့ဒီနာတုံးတောင်းဖျက်ဖူးဖျက်ခဲတယ်တညကျတော့ဖုံးအဲ့ညာအဲ့ဒီညကျတော့ဖျက်ရင်းနဲ့တမန်ရွက်တွေကိုကန်ရင်းနဲ့အဲ့ဒီနာကိုမကြောက်မြွန်အဲ့အရှိကိုသွားပြီးတော့ဖုံးကလေးရှိသေးတယ်နော်သွားပြီးတော့မှအဲ့ဒီတမန်ရွက်တွေကိုကန်ပြီးတော့မှဒီတမန်ရွက်တွေကဝေဆက်ကူတွေဖြစ်ရင်ကောင်းမှာပဲအဲ့ဒီခက်က ဥနေဝင်လက်ထက်ကပေါ့အကြီးဆုံးကငွေစိတ်ငွေအစိတ်ပေါ့အစိတ်တန်ကအကြီးဆုံးပဲငွေဆက်ကူကအစိတ်တန်အကြီးဆုံးပဲအဲဖုံဖုံငယ်တော်ကလေးဘွားကအဲ့နေရာမှာသွားပြီးတော့မှစိတ်ထဲမှာဒီတမရွတ်တွေကငွေဆက်ကူတွေဖြင့်ကောင်းမှာပဲကောင်းမှာပဲလို့ပါဇက်ကစိတ်ထဲကနေတောင်းတပြီးတော့မှလက်နဲ့ပွေလိုက်တာလက်နဲ့ကင်လိုက်တာထူးထူးခြားခြားပဲအအောင်သက်ကောင်းတယ်ငွေအစိတ်တန်တွေဖြစ်ကုန်တာ ဒါနဲ့ဘယ်ရမလဲပါလာတဲ့ဟိုအင်ကြီးကိုလေခပိုက်ပူဆန်လုပ်ပြီးတော့မှကျုံထဲတာအဲ့အဲ့ဒီဟာတွေကျုံထဲတာမှန်တယ်မြန်မာဘာဖြစ်တော့ငွေငွေဆက်ကူအစိတ်တန်နေဖြစ်ကုန်တာပရလောကသားများကပေးတယ်ဆိုတာကိုပြောချင်တာဘယ်ရမလဲရတာကျုံလက်နဲ့ကျုံထဲပြီးတော့မှတခါတဲ့အိမ်ကိုတမ်းပြေးပြီးတော့မှအိမ်ကအကြည့်ဆုံးအမကိုပေးခဲ့တာပေးလိုက်တာအဲ့ဒါပရလောကသားများကပေးတဲ့ငွေဆက်ကူတွေ အစိတ်တန်အကြီးဆုံးပဲအများဆုံးရထက်တဲ့ငွေဆက်ကူတွေကဒါတော့အစိတ်တန်လေးဖြစ်ကုန်တာညအမောင်ထဲမှာနော်ဘုံဘုံကကလေးဆိုတော့ညလုံးကရှင်းတယ်ငွေတွေမှလည်းသိရောတခါတည်းရတဲ့လောက်ကျုံးထက်ပြီးတော့မှနော်မခေါ်ရလေသွက်ကြဲကိုလေခပိုက်လိုပိုက်ပြီးတော့မှအခုပြည့်ထက်ကျုံးထက်ပြီးတော့မှပိုက်ပြီးတော့ပြေးပြီးတော့အမှအကြီးဆုံးကိုပေးလိုက်တာနောက်တနေ့ညကျတော့လေဘုံဘုံကမကြည့်နိုင်ဘူးထူးခြားလုံးအားကြီးလို့အထူးခြားမြို့ထဲမှာ ညမောင်တဲ့ချိန်မှာလမ်းလျှောက်နေရင်းနဲ့ဒီညလည်းကွာငါပတ်ဆံရရင်ကောင်းပါပဲအဲ့ဒီခေတ်ကတကြဆိုရင်ကိုကလေးတွေမှာတော်တော်ကတာမိုးရှိလာပြီတကြတိတကြတစ်ဆယ်တန်းလို့ဆိုရင်လည်းနော်အမိုးရှိတယ်တကြဆိုရင်ကိုတော်တော်သုံးရပါတယ်ငါးပါးဆယ်လားခေတ်ကိုအဲ့ခေတ်ကနော်အဲ့ဒီမှာဒီထဲမှာတောင်းတလိုက်တာနဲ့လမ်းလျှောက်ရင်းနဲ့အောက်အောက်ငုံကျတဲ့ခါကျတော့ဘာတွေ့ရုံဆိုတော့တစ်ဆယ်တန်းတကြတွေ့တာ ။နောက်ဝမ်းသာအာရနဲ့ပေါ်လေးကောက်ပြီးတော့မှတစ်ခါပြန်ပြီးတော့ယူပြီးတော့မှအိမ်ကိုပြေးလာတာ။နောက်တညမကြည်တတ်လို့ဘာချောင်းနေရင်းနဲ့ပထမရံကောင်းပါပဲကွာပထမရံကောင်းပါပဲဆိုပြီးအောက်ငုံကြည့်လိုက်တော့နှစ်ထပ်စစ်တကြက်ခရရရောနောက်တညလည်းလို့ပဲသွားရင်းနဲ့သုံးညတိတိပထမကောက်ရတာပထမလိုချင်တယ်ပြောလိုက်ရင်ကိုရတာနော်အဖုံးပြောချင်တာကတော့ပရလောကသားများကလည်း လေးငယ်ကိုချစ်လို့ရှိရင်သူတို့ရဲ့အဆောင်ရှောင်နဲ့ကမ္မတိတကူနဲ့ပေးတတ်တယ်ဆိုတာလေးကိုဘုဒ္ဓအနေနဲ့ပြောရခြင်းဖြစ်ပါတယ်ဒီကနေ့တော့ထိကျမ်းပြုတာတော့ဒီကနေ့စစ်တန်သိမ့်လို့ဘုံတန်သိမ့်လို့တတော်ကိုပြည့်စုံသွားပါဘူး။ဘုံဘုံရဲ့မွေးရဇာတိပါထိကျမ်းဆိုတာကနော်။အဲ့တော့တတော်ကတို့ဒီနေ့ပြောချင်တာကပရလောကသားများက ရော့ကဲအင်းငနေတော့အထုတ်ကြီးပြတာတော့ဘုံဘုံတော့မကြုံဘူးအဲ့လိုမျိုးလေးတော့ဘုံဘုံကိုငငယ်ငယ်ပင်ကာကကာလကအခါကာလကချစ်လို့ပေးတယ်လို့ပဲဘုံဘုံကယုံကြည်တယ်အဲ့ဒါကိုဒကာဒကာမတွေအနေနဲ့နော်ထင်မှန်ချက်တွေယူထားချက်ကိုယူထားချက်တွေကိုတွေးပြီးတော့ဘာဖြစ်နေသလဲဆိုတော့ကွန်မန့်မှာပွင့်ပွင့်လင်းလင်းမေးနိုင်ပါတယ်ဘုံဘုံကတော့ဘုံဘုံရဲ့ထင်မှန်ယူထားချက်ကိုဖိထဲမှာရှိပြီးပြီနော်ဘာဖြစ်ကြောင့်ဖြစ်တယ်ဆိုတာတော့ဘုံဘုံကပြောနိုင်တယ်နော် အဲ့တော့ဘုရားဘာသာဝင်တွေမှာကဥစ္စာတောင်းကပေးတဲ့ပစ္စည်းတွေရဘူးတယ်ရကြတယ်ဆိုတာကိုဒါနာကြီးလို့ပုံမြင်လို့ပြောကြတာတွေအများဆုံးတွေ့ဘူးလို့ဒီကနေ့ဖုံဖုံရဲ့ကိုရွေးဖြစ်တဲ့ပရလောကသားများကပေးတဲ့ငွေချစ်ပစ္စည်းတွေကိုဖုံဖုံငယ်စဉ်ခါကကိုယ်တိုင်ရခဲ့ဘူးတဲ့ဆိုတဲ့အကြောင်းကိုမြို့အနေနဲ့ကတော့ဘာတော့ဖြီးချိုင်မြို့မှာဖုံဖုံငယ်စဉ်ခါက 9နှစ်သား6နှစ်သားရောမှာကိုယ်တိုင်ရခဲ့ဘူးတဲ့အကြောင်းကိုထူးထူးခြားခြားဖြစ်ရမှန်ကိုဒီကနေ့တက္ကရာမများကိုတော့သိသိချင်းလို့ထူးခြားလို့ပြောဆိုတင်ပြပေးလိုက်ပါတယ်။ဒါပရလောကသားများအကြောင်းကိုအလင်းသိရင်သိတယ်လို့ဖုံဖုံဆက်ပြီးတော့မှ တင်ပြပေးပါမယ်အားလုံးကြားမှာချမ်းသာပြီးတော့ငလင်းဆိုတဲ့ဘေးဒုက္ခကြီးကကြီးသုံးပါးဆိုတဲ့ဘေးဒုက္ခကြီးကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးတက်ရှိကြားမှာစိတ်ချမ်းသာလူရာဆန္ဒပြည့်ဝကြပါစေ